လာပါရှင်။ဇွန်လ9ရက်သတာပတိနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့တိုက်ချင်းမြူနယ်ရင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDB မိတ်ဆက်ရှင်လင်းတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ကျေးလက်ဒေသအဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက2025-2026ခုနှစ်အနေတွင် အကောင့်ထယ်ဖို့ဆောင်ရွက်မယ်။ကျေးရွာအဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDB မိတ်ဆက်ရှင်လင်းခြင်းနဲ့ကော်မတီဖွဲ့စည်းခြင်းကိုဇွန်လ၄ရက်နေ့က9နာရီက ိုးခေါင်ကျေးရွာအုပ်စုအိုင်ကလောင်ကျေးရွာတွင်ပြုလုပ်ရာမြို့နယ်ဦးစီးမှုဒေါ်အောင်မရွှေကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDB ဆောင်ရွက်ရခြင်းဟည်ဝေချမ်းနှင့်အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားပြီးကျေးရွာပြည်သူများကအများသောဆန္ဒဖြင့်ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ကိုကိုရွေးချယ်ဖွဲ့စည်းကြောင်းသိရပါသည် တိုင်ကြီးမြို့နယ်အိုင်ကလောင်ကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကိုနိုင်ငံတော်ပံ့ပိုးငွေချက်350ပြည်သူထဲဝင်ငွေတို့ဖြင့်ကျေးရွာအတွက်အမှန်တကယ်လိုအပ်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဥစားပေးရွေးချယ်အကောင့်ထဲပေါ်ဆောင်ရွက်တော်မှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ဝိယီကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ဆလတ်တင်ဆက်မဲ့တဲ့တင်ကတော့မော်ဘီမြူနယ်ရင်ရေစီးရလာကောင်းမွန်စေရေးလုပ်ငန်းများဆောင်ရွက်တဲ့တဲ့တင် မော်ဘီမြို့နယ်စီပင်သားရရေးအဖွဲ့ဟာရက်ကွက်များအတွင်ရှိချောင်းမြောင်များရေစီရလာကောင်းမွန်ရန်နှင့်ရေရှမ်းခြင်းမပြေပေါ်စေရန်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာဇွန်လ3ရက်မိုးလေပိုင်းက မြို့နယ်စီပင်တရားအမှုဆောင်ရရှိဦးခင်ဦးနှင့်ဝန်ထမ်းများကမော်ဘီမြို့အမှတ်လေးရပ်ကွက်ဟိုက်ဒါးချောင်းအောင်ဆက်ရံတရားဖြင့်ဒူဖော်ရှင်လင်ကချောင်းအတွင်ပိတ်ဆို့နေသော အမိုက်များတဲနှုံများအားဖယ်ရှားကြကြောင်းသိရပါသည်ဒီသတင်းကိုတော့စောင်းဝင်းကပြပို့ထားပဲဖြစ်ပါရဲ့ရှင်ထမန်နေစမဲတဲ့ငါတော့တုံကွာမျိုးနဲ့မိုးရသည်စူပေါင်းတပင်းဆိုင်ပြိုးပွဲကျင်းပတဲ့တဲ့2025ခုနှစ်မိုးရသည်တပင်းဆိုင်ပြိုးပွဲကိုရန်ကုန်တိုင်းဒေသကြီးတုံကွာမျိုးနဲ့ မဟာမိတ်ကျေးရွာအုပ်စုနှင့်တာမြန်ကျေးရွာအုပ်စုတို့တွင်ဇွန်လ3ရက်နေ့နဲ့စင်နိုင်ကကျင်းပရာမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခေတာမြို့နယ်အုပ်ချုပ်ရေးမှဦးထွန်းစောဝေတန်လင်မြို့နယ်တည်တော်ဦးစီးဌာနဦးစီးအရာရှိဦးတင်နိုင်တို့ဦးဆောင်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုင်ရာများကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများကမန်ကျန်ရှာပြိုးပင်4640ပြင်ကိုစုပေါင်းစိုက်ပျိုးကြကြောင်းသိရပါသည်ဒီသတင်းကိုတော့စီတူလင်းကပေးပို့ထား ားအပေးဖြစ်ပါရရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တိုက်ကြီးမြို့နယ်တွင်မိုးသည်ထန်စွာရသောမူကြောင့်တစ်ပင်ပြိုလဲမှုဖြစ်ပွားတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တိုက်ကြီးမြို့နယ်တွင်ဇွန်လ3ရက်ညနေ3:40မိနစ်ကလေပြင်းတိုက်ခိုက်ပြီးမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ချင်းကုန်းကျေးရွာအုပ်စုရေအေးကျေးရွာဂျိုးဖြူကန်လမ်းမကြီးပေါ်သို့တစ်ပင်လဲကြပြီးလမ်းပိတ်ဆုံးမှုဖြစ်ပေါ်ရာမြို့နယ်မိသားစုစီမှုဥစော်ချစ်ထန်းနှင့်မိသားတပ်ဖွဲ့ဝင်များကလဲကျနေသောညောင်ပင်အားခုတ်ထွင်းရှင်းလင်းဖယ်ရှားဆောင်ရွက်ပေးစားကြောင်းသိရပါသည်ဒီသတင်းကိုတော့ဝိယီကပေးပို့ထားပဲဖြစ်ပါရဲ့ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ပဟန်းမြူနယ်ရင်ပရိုပေါရှင်တစီလမ်းလေဘလောက်တုံကိုကြော်ပြီးတံပန်းများအဝင်တိုက်မှုဖြစ်ပွားတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးကမာယိုခရိုင်ဗဟန်းမြို့နယ်တွင်ဇွန်လ၄ရက်နနက်စိန်နာရီခန့်ကဗဟန်းမြို့နယ်ကပ ాయి ဖျားလန်အတိုင်းမြောင်းမာတောင်သို့မောင်းနေလာသောပရိုဘောက်စ်ယင်အမှန် YGN 4D 4700ဟာအချိန်မထိန်နိုင်ပဲလမ်းလေဘလောက်တုံးကိုကြောကတန်ပန်းများအဝင်တိုက်မှုဖြစ်ပွားပြီးတန်ပန်း၃ခန်းပျက်စီးခဲ့ကြောင်းနှင့်လူထိခိုက်မှုမရှိကြောင်းသိရပါသည်။ ရင်တိုက်မှုကြောင့်ပျက်စီးသွားတဲ့တန်ပန်းများအားမြို့နယ်စီမံတာယာအုပ်ချုပ်ရေးမှူးရှင်အင်ဂျင်နီယာဌာနလမ်းနှင့်တံတားမှဝန်ထမ်းများကရှင်းလင်းဆောင်ရွက်ကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့နေလင်းကပေးပို့ထားပဲဖြစ်ပါတယ်။ရန်ကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ရရှိအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူတင်ရှိပါရရှင်။